ကားပိုစတာမှာနာမည်ပါခြင်းမပါခြင်းတွေဟိုပုံထည့်ခြင်းမထည့်ခြင်းတွေရာကျွန်တော်နဲ့ထွန်းထွန်းနဲ့နေမင်းနဲ့ကြားမှာဘာမှအရေးကြီးတဲ့ကိစ္စတွေမဟုတ်ဘူးမိမလို့နဲ့တူတူရှိနေလေညီမလေးအမိန်ကြောင့်ဇာကားဖြစ်လာတာပါဇာကားကြောင့်အမိန်ထုတ်ပြန်တာမဟုတ်ပါဘူးဒီအမိန်ကိုကျွန်တော်တို့ဖြတ်သန်းရင်းထဲမှာကျွန်တော်တို့ဒီဇလန်းကိုစဉ်းစားမိလာတာဒီညမထွက်ရဆိုတဲ့နာမည်ကိုခွင့်ပြုပေးခဲ့တဲ့ဆန်ဆာလူကြီးမင်းနေအကုန်လုံးကိုဒီနေရာကနေပြီးတော့တကယ်ကျေးဇူးတင်ပါတယ်ဒီဇာကားကဒီနာမည်မှမပေးရရင် မလိုက်ဖက်တော့ဘူးလို့ခံစားရပါလိမ့်မယ်အမိန်ကြောင့်ဇာကားဖြစ်လာတာပါဇာကားကြောင့်အမိန်ထုတ်ပြန်တာမဟုတ်ပါဘူးဒီအမိန်ကိုကျွန်တော်တို့ဖြတ်တန်းရင်းထဲမှာကျွန်တော်တို့ဒီဇလန်းကိုစဉ်းစားမိလာတာသူတို့အကုန်လုံးဒီကားထဲမှာအကုန်တိုက်ဖက်ညီရယ်ဗျာကြီးလိုက်လို့ရှိရင်သိပါလိမ့်မယ်ကျွန်တော်တော့လောလောဆယ်အများကြီးဟိုဇာကားကို spy လို့ဖြစ်မှာဆိုတော့ဒီလောက်ပဲပြောချင်ပါတယ် ်ထွန်းထွန်းနေမင်းများရာရုံးမြသူဖုံးရှံအကုန်လုံးတူတာဝင်သူခြေကြရဖုံးမင်းနေလာစအကုန်လုံးအဓိကတော့ဇာညုံအကုန်လုံးပေးဖတ်ထားတယ်ပေးပေးဖတ်မှာဇာသိန်းထီသူတို့ဖတ်ထားမှာလုံးလို့ရမယ်ဟာမျိုးတွေရှိလို့ဇာညုံဆိုတာတော့နှမျိုးရှိတာပေါ့နော်တမျိုးကကြတော့ဟိုဇက်ကောင်ကပြောချင်တာကိုဒါရိုက်တာကဇာညုံရေးဆရာပြောပေးတာတချို့ဇာဝင်ငန်းတွေကြတော့ဒါရိုက်တာကဇာညုံရေးဆရာပြောချင်တာကိုဇက်ကောင်တွေကပြောပေးတာအခုကျွန်တော် Facebook ပေါ်မှာပြန်တင်နေတဲ့ code series တွေကကြတော့ ျွန်တော်ကပြောချင်တာကိုဇက်ကောင်တွေကကိုစားပြောပေးတာအဲ့လိုပြောလို့ရတယ်ပြဿနာတစ်ခုကိုတက်တဲ့ခိုင်ခိုင်လုံးလုံးမရှိဘဲနဲ့ Facebook ပေါ်ကိုတက်ပြီးတော့ဆွဆွဲတယ်ဆိုတာကတစ်ဖက်လူကိုဖြည့်ရှင်းမှုပြင်ဆင်ခြင်းပေးလိုက်တယ်လို့ပဲဆိုတာကျွန်တော်ဒီကားထဲမှာပေးခြင်းတဲ့ message တွေပါတယ်ကိုတိုင်းကြုံတာတော့မဟုတ်မြင်နေရတာလေဒီလားတခုခုဆို Facebook ပေါ်တင်မယ်ဆိုတာကြီးပဲလေဒီလားအဲ့ဒါမျိုးတွေမြင်နေရတာ Facebook ဆိုတာက social network တွေဒီလားချင်းချောက်စာပို့တဲ့နေရာမဟုတ်ဘူးလေ ဒါတော့ကြည်လန်ကြည့်ပါလိမ့်မယ်။အဲ့ဒါကားထဲမှာကြည်လန်ကြည့်ပါလိမ့်မယ်။အဲ့လိုလည်းမဟုတ်ပါဘူးဒါကတော့လူပေါ်ပဲမူတည်ပါတယ်ကောင်းတဲ့သူလည်းရှိဆိုးတဲ့သူလည်းရှိတယ်ဒီဇာကားကကြတော့အဲ့လိုမျိုးလူတွေကိုအလွဲတကူမယုံသင့်ဘူးဆိုတော့ down ကနေရိုက်ပြထားတာမင်းဘာမသိဘူးဘာမသိပါအောင်ငါအိပ်ပျော်သွားတာငါနိုးလာတော့လေနည်းနည်းပြီးတော့ ျွန်တော်အစိုးရတရုတ်ဆောင်လေးနဲ့ကားရိုက်ပူပါတယ်သဘောကျပါတယ်သူတို့အကုန်လုံးကဟိုတချင်းဆိုတာနဲ့ရုပ်ရှင်ရိုက်တာကွဲပြားတယ်ဆိုပေမဲ့လည်းမှုဆိုတာကိုသူတို့နားလည်ကြဆိုတော့အလုပ်လုပ်ရတာအဆင်ပြေပါတယ်အခုလည်းကြည့်လိုက်ရင်သူမညံ့ဘူးဆိုတာတွေ့ပါလိမ့်မယ်လုံးဝမကြည့်ရသေးဘူးလုံးဝမကြည့်ကျွန်တော်ခေါ်မပြထားပြပါတယ်ကျွန်တော်ကတော့အချူတင်မှာကြိုက်လို့လှုပ်ခဲ့တာပဲလေဒီလားဟိုကြိုက်လို့ရပြီ you cut လို့လှုပ်ခဲ့တာပဲမကြိုက်မချင်းတော့ပြန်ရိုက်ခဲ့တာတွေပဲဆိုတော့အခု final result ကကျင်းတ်လို့ ကျွန်တော်အနေနဲ့ပြောရရင်တော့သူတရုပ်ဆောင်တာနဲ့ပတ်သက်လို့သူစ조사တယ်သူဒီလို့ကိုစိတ်ဝင်စားရတယ်လို့ပဲ recommend ပေးပါတယ်ဟုတ်ဒါအစိုးရတဲ့တက်ဆောင်ပွဲရောက်လာတယ်ကောင်းတယ်လို့ပုံလို့ညီမတို့ကတော့မများအဲ့စိုးရတဲ့တော့ညာတက်ဆောင်ပွဲရောက်မင်းသားမင်းသမီးတွေလည်းသချင်းဆိုတာပဲလေအဲ့တော့အစိုးရတွေမင်းသားမင်းသမီးလောက်တာလည်းဘာမှပြောချင်မှရှိပါဘူးလုံးတင်ပါကျွန်တော်တို့ကကျွန်တော်နှစ်တယောက်ကြားမှာယုံကြည်မှုကိုတိဆောက်လာခဲ့တာအခုမှမဟုတ်ဘူးလေဒီလား ဟိုဟိုအရင်ဗီဒီယိုခက်တဲ့အဆယ်စုနှစ်ပေါင်းများစွာလေကျွန်တော်တို့လက်တွဲပြီးတော့လုပ်ခဲ့ကြတယ်ဇာကားတွေတူတူရိုက်ခဲ့ကြတယ်သူပါလုံနိုင်တယ်လို့ကျွန်တော်သိတယ်ကျွန်တော်ဘယ်လိုလုပ်မလဲလို့သူသိတယ်ဆိုတော့ကျွန်တော်လုပ်တာအကုန်လုံးကအတိတ်ပဲတစ်ခုရှိလို့လို့လည်းသူတို့နားလည်ပေးတယ်ဆိုတော့အများကြီးညှိနေစရာမလိုပါဘူးကားပိုစတာမှာနာမည်ပါခြင်းမပါခြင်းနေဟိုပုံထည့်ခြင်းမထည့်ခြင်းနေရာကျွန်တော်နဲ့ထုံထုံနဲ့နေမင်းနဲ့ကြားမှာဘာမှအရေးကြီးတဲ့ကိစ္စတွေမဟုတ်ဘူး။ကိုတို့ တိကျုပ်ရဲ့ချင်းတီမမငါတို့ရဲ့အနာဂတ်ကိုရှိနေရမယ်ကျွန်တော်ဒီဇာကားကျွန်တော်ဘယ်လိုပြောမလဲပတ်ထားတဲ့ character တွေများတော့ဒီလို interview မှာတော့ကျွန်တော်ဘယ်သူကဘယ်လိုဘယ်လိုအဲ့လိုမျိုးတွေကျွန်တော်အများကြီးမပြောချင်ဘူးကြည့်လိုက်လို့ရှင်သိလိုက်ပဲ trailer ထဲမှာမြင်ရတဲ့ဟာတွေအကုန်လုံးကဇာကားရဲ့အရှိပိုင်းမိနစ်40တိုင်းကပဲထုတ်ထားတာနောက်ပိုင်းတစ်ချမ်းလုံးကကျွန်တော်ထည့်မပြထားသေးဘူး ဘာလို့လဲဆိုတော့ပြလို့ဟိုကိုယ်ဆက်လာကို spy တယ်လို့ဖြစ်မှာဆိုလို့ဖြုတ်ထားတာလည်းရှိတယ်ကြီးလိုက်ရင်သိပါလေအာကျွန်တော်အများအားပြောသလိုပါပဲဇက်ကားနဲ့ဇက်ကောင်စရိုက်ပေါ်ပဲမူတည်ပါတယ်ဒီဇလန်ဒီ character ကဟိုလူဟောင်းနဲ့ကလုံနိုင်မယ်လူဟောင်းနေပဲလုံနိုင်မယ်ဆိုရင်ဒါကျွန်တော်လူဟောင်းနေနဲ့ရိုက်တယ်ပေါ့ဒီကားကတော့အစ်စ်တွေနဲ့ live ဖက်ညီတယ်ဆိုရင်ကျွန်တော်အစ်စ်တွေနဲ့ရိုက်တယ်ဒီသဘောပါကျေးဇူးအများကြီးတင်ပါတယ်ဒီဇလန်နာမည်ကိုဒီညမထွက်ရဆိုတဲ့နာမည်ကိုခွင့်ပြုပေးခဲ့တဲ့ ဆန်ဆာလူကြီးမင်းတွေအကုန်လုံးကိုဒီနေရာကနေပြီးတော့တကယ်ကျေးဇူးတင်ပါတယ်ဒီဇက်ကားကဒီနာမည်မှမပေးရရင် မလိုက်ဖက်တော့ဘူးလို့ခံစားရပါလိမ့်မယ်အဲဧပြီ25ရက်နေ့ယုံတင်ပါတော့မယ်စိတ်ဝင်စားနဲ့စောင့်ကြည့်ပေးကြတဲ့ဝန်းရံပေးကြတဲ့မိတ်ဆွေတွေပရိသတ်တွေတကယ်ချင်းတွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်။ဧပြီ25ရက်နေ့ဆက်ပြီးတော့အားပေးစီချင်ပါတယ်။